Good day to my fellow students. My name is Modu Jo. I'm here to discuss the topic of Unit 6 Writing Argumentative Essay. Unit 6 Writing မှာဆိုလို့ရှိရင်တော့ Argumentative Essay ဆိုတာလေးကိုစပြီးတော့ပြထားတယ်။ဒီမှာဆိုသူလည်းရှင်းပြထားပါတယ်။ Argumentative Essay ဆိုတာဘယ်လိုဟာမျိုးကိုပြောရလဲဆိုလို့ရှိရင် a piece of writing နော်စာအရေးသားတစ်ခုပါပဲ that takes a stance on an issue ကိစ္စတစ်ခုပေါ်မှာရက်တည်ပြီးတော့ပြောတဲ့စာအရေးသားတစ်ခုပါပဲ the writer attempts to persuade readers to support his or her points of view အဲ့တော့စာရေးတဲ့သူဒီသူ့ရဲ့စာကိုဖတ်တဲ့လူပေါ်မှာသူရက်တည်တဲ့ရက်တည်ချက်ကိုလက်ခံအောင်လို့ဒါထည့်ပြီးတော့ပြောလို့ရှိတယ်ထည့်ပြီးတော့ရေးလို့ရှိတယ် about a topic by stating his or her reasoning and providing evidence to back it up အကြောင်းအရာတစ်ခုကိုထောက်ခံတင်ကြောင်းပြောတဲ့အခါမှာဘာကြောင့်ထောက်ခံတင်တာလဲဆိုတဲ့ reason ကိုပေးတယ်အဲ့ဒီ reason ကိုမှတစ်ခါပို့ပြီးတော့ခိုင်မာအောင်လို့ evidence နဲ့အထောက်အထားနဲ့တည်ပြီးတော့မှရေးရတာဖြစ်ပါတယ် argumentative essay အဲ့လိုမျိုး argumentative essay တစ်ဆောင်ရေးဖို့ဆိုလို့ရှိရင်တဲ့ဘာပါလဲဆိုရင် stakes a fact အချက်လက်တွေပါရတယ် and backs it up with more facts ဆိုတော့အချက်လက်ပေါ်မှာမှအချက်လက်ကိုပြန်တီးပြီးတော့ရေးရတယ်အရင်ဆုံးပထမဆုံး first သည်ကိုပြောချင်တဲ့ point ဖြစ်မယ်အဲ့ဒီကိုပြောချင်တဲ့ point ကိုမှဒီဟာမှန်ကြောင်းကိုထပ်ပြီးတော့မှတတ်သိထပ်ပြပြီးတော့ရေးရတယ် a good argumentative essay should follow this structure so argumentative essay တခုကောင်းကောင်းရေးဖို့ဆိုလို့ရှိရင်တော့ဒီအောက်မှာပြထားတဲ့ structure အတိုင်းကိုလိုက်ပြီးတော့မှရေးဖို့လိုမယ်ပထမဦးဆုံးဆိုလို့ရှိရင် structure မှာပေးထားတာက introductory paragraph ပေါ့เนาะ introductory paragraph ဆိုတော့ဒါတော့အစင်းမှာပဲဖြစ်ဖြစ် စာရေးစာကုန်းမှာပဲဖြစ်ဖြစ် introduction ကနေပြီးတော့ပဲစတာပေါ့နော်ဤတန်းပိုင်းကနေပဲစတာပေါ့အဲဤတန်းပိုင်းမှာဆိုလို့ရှိရင်ဘာတွေပါမလဲပထမဦးဆုံး background information ဒီကောင်းစင်နဲ့ပတ်သက်တဲ့နောက်ခံ information လေးတွေနောက်ခံအကြောင်းအရာလေးတွေကိုကိုယ်ကပေးရမယ်ပြီးတော့ hook ဆိုတာကတော့ကိုပေးထားတဲ့ information နဲ့ကိုပြောချင်တဲ့အကြောင်းအရာကိုကောင်းစင်နဲ့ပြန်ပြီးတော့ချိန်ပေးရမယ်ဒုတိယတစ်ခါတော့ thesis statement ဆိုတာကတော့ကောင်းစင်ကိုပြန်ပြီးတော့မှကိုကကြေညာပေးတာပါပဲကိုရက်တီမှဆိုလို့ရှိရင်ထောက်ခံမှလားကန့်ကွက်မှလားကိုရဲ့ရက်တီချက် ကိုပြောမဲ့အရာကိုကြေညာတာဒီ thesis statement မှာပဲအော်ဒါလေးတွေရေးဖို့ဆိုလို့ရှိရင်အသုံးဝင်တဲ့ useful language တွေတူပါပေးထားတယ်ပထမအဆုံးတစ်ခုဆိုလို့ရှိရင်ဆက်လို့ကြည့်ရအောင် this essay seeks to discuss the impact of အော်ဒီ essay ဒီဘာကိုဆွေးနွေးမှာလဲကိုဆွေးနွေးမဲ့အကြောင်းအရာကိုဒါ hook ပြန်ချိန်တဲ့အခါမှာဆိုလို့ရှိရင်ဒါလေးတွေအသုံးဝင်ပါတယ် you are you are i strongly agree that ဒါကတော့ခိုင်ခိုင်မာမာကိုသဘောတူလက်ခံထားတဲ့အရာပါပေါ့ဆိုပြီးတော့မှကိုယ့်ရဲ့ရည်ချက်ကိုပြောလို့ရတယ် you and as for me ကျွန်တော်တို့ကတော့ i strongly agree with the statement ဒီ statement ကိုဒီခေါင်းစဉ်ကိုလက်ခံပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ဆိုလို့ရှိရင်ဒါဆို this statement မှာဒီလိုအဆုံးနှုံးလေးတွေပြောပြီးတော့မှရေလို့ရတယ်ပြီးတော့လို့ရှိရင်ဒုတိယပိုင်းကတော့ body paragraph ပေါ့စာကိုပိုင်းပေါ့နော်စာကိုပိုင်းကိုဆက်ရုပ်ကြည့်တဲ့အခါမှာအနည်းဆုံးတော့ဒါ point 3ခုလောက်တော့ပေးဖို့အတွက် introduction ပြီးွားလို့ရှိရင်ပေါ့နော် body power ကမှာလည်းဆို point 3ခုလောက် ပေးဖို့အတွက်ကိုတော့ instruction ပေးထားတယ်။အော်ကိုပေးလိုက်တဲ့ point တစ်ခုချင်းစီမှာသူ့ကိုပြန်ပြီးတော့မှ support လုပ်မယ်အထောက်ထားပါမှာပေါ့လေ။ရှေ့မှာပြောသလိုပဲ fat ကိုပြန်ပြီးတော့အချက်လက်ကိုပြန်ပြီးတော့မှ supporting detail supporting evidence နော်တသက်ပြချက်နဲ့ပြန်ပြီးတော့မှပြောရတဲ့ပုံစံပဲ။အဲ့တော့မှဒါကိုပြောတဲ့စကားဒီပို့ပြီးတော့ခိုင်ပါမယ်။သူများကိုပို့ပြီးတော့ convincing ပေါ့လေ။ဆွဲဆောင်နိုင်ဆိုရင်ရှိမှာပေါ့နော်။ပထမဆုံး first point ပေးမယ်။ ယူရလို့ရှိရင်အဲ့ဒီ point ကို ထောက်ခံပေးမယ်အထောက်အထားပေါ့ supporting evidence ဆက်ပြီးတော့ပေးမယ်အဲ့ဒါပထမဆုံး point ဆိုလို့ရှိရင်ဆိုတော့ firstly ဆိုပြီးတော့မှကိုပြောချင်တဲ့ဟာကိုဆက်ပြီးတော့ပြောလို့ရတယ်ပြောလို့ရှိရင် example ပေးတဲ့အခါကျလို့ရှိရင် as an example of this as an example of this ဆိုတော့ဥပမာလေးရတယ်လို့ရှိပါတယ်ပေါ့ပြီးအထောက်အထားပြောချင်တယ်တတ်သိပြချင်တယ်ဆိုရင်လည်း there is evidence that order လို့တတ်သိပြလို့ရပါတယ်ပေါ့ you are second point ပေးမယ်သူ့ကို support လုပ်မယ် supporting evidence အထောက်အထားပေးမယ် secondly ပါ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 ကိုပြောနေတဲ့အရာเนาะပြောလို့ရတယ်ဒီဘာရဲ့ဥမာပေးပြီးတော့ subordinate evidence ပေးမှာဆိုလဲ for example ပေါ့ပြီးွားလို့ရှင် third point တတိယတစ်ချက်ထပ်ပြီးတော့ပေးမယ်အဲ့လိုပဲရှေ့က first point နဲ့ second point တွေတုန်းကလိုပဲသူ့ကို support လုပ်မယ် evidence ဆက်ပြီးတော့ပါလာမယ်ဆိုတော့ဒါသည်နောက်ဆုံးပေးတဲ့ point ဖြစ်တော့တဲ့ကြောင့်မလို့ finally ပေါ့အဆုံးသတ်အပြင်ဆိုလို့ရှိရင်เนาะနောက်ဆုံးမှာဆိုရင်တော့ကျွန်တော်ပြောချင်တာတော့ဒါလေးရှိပါတယ်ပေါ့ဒီတော့ရင် example ကိုမှနောက်ထပ်စလုံးလေးတစ်လုံးလှအောင်သုံးစီရင် for instance ဆိုပြီးတော့မှ ပြောလို့ရတာပေါ့ပြီးတော့ရင်ဒီ point 3ခုပေးတဲ့အခါမှာဆိုတော့နောက်တစ်ခုကဘာလာမလဲဆိုတော့ counter argument ကိုပြောမယ် argument ဆိုတာကလေကိုရှေ့မှာပြောခဲ့တဲ့ကိုပေးခဲ့တဲ့ point တွေပေါ့လေကိုရှေ့မှာကိုထောက်ခံတဲ့ဘက်ကို point 3ခုပေးခဲ့တယ်ဆိုလို့ရှိရင်ကိုကန့်ကွက်မဲ့ဘက်ကလည်း point တစ်ခုလောက်တော့ပြန်ပြီးတော့စဉ်းစားကြိုကာတဲ့သဘောပေါ့ကိုပြောတဲ့အရာကိုငင်းလို့မရအောင်လို့ကြိုပြီးတော့မှကာပြီးပြောတဲ့သဘောပေါ့လေ counter argument ပြန်ပြီးတော့မှပေးတယ် on the other hand အခြားတစ်ဖက်မှာဆိုလို့ရှိရင်တော့ ဒါလေးမှန်လိုက်တာလေးရှိပါတယ်ပေါ့လေ those who are against this idea may say that အော်ဒါကိုလက်မခံတဲ့လူတွေကတော့ဒါလေးပြောစရာလေးရရှိတယ်ကျွန်တော်ကတော့ဒါကိုသဘောကျတယ်ဒါကိုလက်ခံတယ်သို့တော်လည်းပဲဒါကိုလက်မခံတဲ့လူတွေကတော့ဒီလိုလေးတွေပြောနိုင်တယ် those who are against this ideas may say that ပြီးရင် they claim that အော်သူတို့ပြောတာတော့ဒါလေးရှိတယ် they have a point in thinking like that အော်သူတို့ကတော့ဒီလိုလေးတွေတွေးကြမှာပေါ့စသဖြင့်သူများတွေးမဲ့အကြောင်းအရာလေးတွေကိုကိုကကြိုပြီးတော့မှကြိုကာပြီးတော့ပြောလို့ရတယ် to a certain extent အဲ့လိုပြောပြီးပြီဆိုရင်တော့ to a certain extent အတိုင်းအတာတစ်ခုကြီးကတော့ they are right သူတို့မှန်ကောင်းမှန်လိမ့်မယ်အဲ့တော့ကိုကိုပြန်ပြီးတော့ထောက်နိုင်တဲ့ counter argument ကိုပြန်ပြီးတော့ကိုကပြောလို့ရှိရင်ဒီ counter argument ကိုကိုကကြိုပြီးတော့ကာမှာဖြစ်ရတဲ့ counter argument တိုင်းပြန်ထားခဲ့လို့မရပြန်ပြီးတော့မှဒါကိုခြေပပြနိုင်ရမယ် rebuttal ပေါ့ဒီ counter argument ကို disprove ပို့ပြီးတော့မှဒါခြေပနိုင်ရမှာပေါ့လေ even if it is true ဒါလို့ပြောတာမှန်တယ်ဆိုရင်တော့မှကျွန်တော်ပြောတာလို့ပို့ပြီးတော့လက်ခံနိုင်စရာရှိတယ်။ဒီဟာတက်ဆိုင်ကျွန်တော်ပြောတာပို့ပြီးတော့လက်ခံနိုင်စရာရှိတယ်။ In reality တကယ်တမ်းကျတော့ဒါကမှန်တယ်ဆိုရင်တော့မှလက်တွေ့မှာဘာဖြစ်လဲ။လက်တွေ့မှာအတုံးဝင်တာလားအတုံးမဝင်တာလားလက်တွေ့မှာထိုက်သွင်းစဉ်းစားလို့ရတာလားမရတာလားဒါလို့ပြောလို့ရတယ်။ It is found that ဒါမှန်တယ်ဆိုရင်တော့မှဒီလိုလေးတွေရှိတယ်။စာသဖြင့်ဒီလိုအတုံးထုံးလေးတွေပြောပြီးတော့မှ reporter ဆိုပြီးပြန်ပြီးတော့ခြေပလို့ရတယ်။ ပြီးသွားရင်တော့နောက်ဆုံးပိုင်းဖြစ်တဲ့ conclusion ညီကုံမိုင်းကိုဆရာတို့ရောက်ပါပြီ။ညီကုံမိုင်းမှာတော့ဗာပြောလို့ရဆိုပထမဆုံး summary summary ဆိုတော့ကကိုရှေ့မှာပြောခဲ့တဲ့အကြောင်းအရာတွေကိုပြန်ပြီးတော့အနှစ်ချုပ်ပြီးတော့ပြောမယ်။ပြီးသွားလို့ရှိရင် restatement of thesis ခေါင်းစဉ်ကိုပြန်ပြီးတော့ကျင့်ရမယ်။ကိုရှေ့မှာတော့တစ်ခေါက်တော့ကျင့်ကြပြီးပြီကျွန်တော်ဒီခေါင်းစဉ်အောက်ကဒါတွေပြောသွားတယ်နော်။ပြီးသွားလို့ရှိရင်တစ်ခါကျွန်တော်ပေါ်မှာပြောခဲ့တဲ့ဟာတွေကတော့ဒီခေါင်းစဉ်အောက်မှာပဲပြောပါဆိုပြီးတော့ကိုယ့်ရဲ့ဒီ statement အစနဲ့အဆုံးမှာနှစ်ဖက်ကိုပိတ်ပြီးတော့မှ restatement of thesis ပေါ့ကိုယ့်ရဲ့ thesis နဲ့အစမှာလေ thesis opening နဲ့စရတယ်အဆုံးမှာလေ thesis opening နဲ့ပြန်ပြီးပိတ်တယ်ဆိုလို့ရှိရင်ကိုဒီဒီခေါင်းစဉ်အောက်ကနေလုံးဝမချော်ထောက်သွားဘူးဆိုတာကိုပို့ပြီးတော့မှတိသားစီတာပေါ့အားလုံးပြီးသွားပြီဆိုရင် conclusion ကိုတင်ပြခဲ့တဲ့အကြောင်းအရာတွေဩဒီပေါ်ကဒီပေါ်ကအကြောင်းအရာတွေကျွန်တော်ဒါတွေတင်ပြခဲ့တဲ့အတွက်ကြောင့်မလို့နောက်ဆုံးညီကုန်းမှာတော့ဒီလိုမျိုးလေးကောက်ချက်ချလို့ရပါတယ်ဒါကတော့မှန်ပါတယ်ဒါကတော့မှားပါတယ်စသဖြင့်ကိုပြောချင်တဲ့ကောက်ချက်ကိုဆွဲပြီးတော့ပြောလို့ရတာပေါ့ အဲ့လိုပြောဖို့ဆိုလို့ရှိရင်အတုံးဝင်တဲ့စကားလုံးအုံလုံးလေးတွေစာအုံလုံးလေးတွေဆက်လို့ကြည့်ရအောင် The evidence presented in this essay has shown that အော်ဒီ essay မှာကျွန်တော်ပြောခဲ့တဲ့တသက်တွေထောက်ထားတွေကတော့ data တွေကိုညွှန်ပြနေတယ် data တွေကိုဖော်ပြနေတယ်ဆိုပြီးတော့မှကိုထောက်ခံတဲ့အရာကိုဆွဲယူပြီးတော့ပြောလို့ရတယ် conclusion မှာဆိုလို့ရှိရင် to conclude ကောက်ချက်ချရမယ်ဆိုလို့ရှိရင် this essay has addressed address ဆိုတာဒီညမှာဖော်ပြတယ်ဖြေရှင်းတယ်လို့ပြောတယ် a number of significant issues which show that အဲ့တော့ counter argument မှာဆိုလို့ရှိရင်လည်းဒီပြဿနာတွေဒီပြဿနာတွေရှိပေမဲ့လည်းကျွန်တော်ပြောတဲ့အကြောင်းအရာတွေကတော့ဒီပြဿနာကိုဖြေရှင်းနိုင်တယ်ပြီးတော့မှ restatement of thesis ပေါ့ခေါင်းစဉ်ကိုပြန်ပြီးတော့ဖော်ပြတဲ့အရာမှာဆိုရင်လည်း i truly believe that ကျွန်တော်ယုံကြည်ပါတယ်ဆိုပြီးခေါင်းစဉ်ကိုပြန်ထည့်ပြီးတော့မှရေးလို့ရတာပေါ့ဒါကတော့ conclusion ပိုင်းမှာသုံးလို့ရတဲ့စကားလုံးစာအသုံးအနှုန်းလေးတွေပဲဖြစ်ပါတယ်အရှိကရေးပုံရင်းဒီပုံစံလေးကိုဆက်လို့လေ့လာပြီးပြီဆိုလို့ရှိရင် ဒါသူ့ရဲ့နမူနာရေးထားတဲ့အစဲလေးကိုဆက်လို့ကြည့်ပြီးတော့မှသူ့ရဲ့တိဆောက်ပုံလေးကိုပို့ပြီးတော့လေ့လာကြည့်ရအောင်ပထမဆုံးအနေနဲ့သူက hook ဆိုပြီးတော့ခေါင်းစဉ်နဲ့စပြီးတော့ချိန်ပြတယ် Technology has been so common in the modern world ဒီနေ့ခေတ်ကဘာကြီးမှာဒီပညာက so common အရန်ကိုတွေ့ရတယ်ခဏခဏကိုတွေ့နေရတယ် that အတွက်ကြောင့်မလို့ people even do not notice its existence any longer people လူတွေက is existent ဒီနိပညာရဲ့တရှိနေမှုကို do not notice any longer သိတော့မှပဲသတိတော့မှပဲမထားမိကြတော့ဘူး AI powered machine AI နိပညာကိုသုံးနှက်တဲ့ဆက်ပစ္စည်းတွေ devices နော်စတဲ့ gadget specificary တွေက have replaced ordinary machines devices and gadgets တာမန်ဆက်ပစ္စည်းတွေ career တွေကိုအစားထိုးလိုက်ပြီ from morning till night မနက်ကနေညအထိ we cannot avoid using technology ဆရာတို့တို့သမီးတို့ဒီနိပညာကိုရှောင်ရှားပြီးတော့မှ နေလို့မရတော့ဘူး in fact ပြောရမယ်ဆိုလို့ရှိရင် modern technology ဒီခေတ်ပေါ်နှိပညာတွေသည် has brought a lot of benefits to people လူတွေအတွက်အချိုးကျစုတွေအများကြီးရှိစေတယ် as for me ကျွန်တော်တို့ solution တော့ဆိုပြီးတော့မှသူက thesis statement ကိုစပြီးတော့ကိုပြောမယ့်ကောင်းစင်ကိုစပြီးတော့ကြေညာပြီ i strongly agree ခိုင်မာစွာယုံကြည်ပါတယ်ဘာကိုယုံကြည်ရလဲဘာကိုသဘောတူတာလဲဆိုရင် with a statement ဟောဒီကောင်းစင် ။ဘာကောင်းစင်လဲ Modern technology has more advantages than disadvantages. ခေပေါ်နည်းပညာတွေသည်မကောင်းတဲ့အားနည်းချက်ထက်စာလို့ရှိရင်အသာချက်ကပိုပြီးတော့များတယ်ဆိုတဲ့ခေါင်းစဉ်ကို ခိုင်မာစွာသဘောတူပါတယ်ပေါ့။အဲ့လိုသဘောတူရတဲ့အကြောင်းတရားလည်းအများကြီးရှိပါတယ် for several reasons အကြောင်းပြချက်တွေအများကြီးကျွန်တော်ထပ်ပြီးတော့ပြီးစရာရှိပါတယ်ဆိုပြီးတော့မှအောက်မှာအကြောင်းပြချက်တွေစာပြီးတော့ပေးပြီ first point ပထမအဦးဆုံးအကြောင်းပြချက်ဆရာတို့ပေးပြီ firstly ပထမအကြောင်းအနေနဲ့ဆိုလို့ရှိရင်တော့ one of the biggest advantages of modern technology ခေတ်ပေါ်နည်းပညာရဲ့အကြီးမားဆုံးအားသာချက်ကတော့ဘာလဲဆိုရင် cost efficiency ကုန်ကျစရိတ်သက်သာမှုပါပဲ which is the main goal of modern technology အဒီကုန်ကျစရိတ်သက်သာမှုဒီပဲလျင်နည်းပညာရဲ့ညီမှန်းချက်ပဲပေါ့နည်းပညာအသစ်တွေပေါ်လာတာဒီဆိုတော့ရာရာမှာကုန်ကျစရိတ်ကိုလျှော့ချဖို့ကုန်ကျစရိတ်သက်သာဖို့ဆိုလေပုံစံမျိုးနဲ့ပဲဒါနည်းပညာအသစ်တွေပေါ်လာတာဖြစ်တယ် ဆိုပြီးတော့မှသူ့ရဲ့ပထမဆုံး argument ကိုစပြီးတော့ပေးပြီးသူ့ရဲ့ပထမဆုံး point ကိုစပြီးတော့ထောက်ပြီးဘာလို့အားသာချက်များတာလဲကုံကြစိတ်ရော့ကြစိတ်တယ်ကုံကြစိတ်ကိုအများကြီးတတ်တာစိတ်တယ်ဆိုပြီးတော့ကိုကဒီတိုင်းကုံကြစိတ်တတ်တာစိတ်ဆိုပြီးတိုင်းထားခဲ့လို့မရအောင်အဲ့ဒီကုံကြစိတ်တတ်တာတာတကယ်ဟုတ်ပါတယ်ဆိုတဲ့အကြောင်းကိုတတ်သိပြရအောင်မယ်ဆိုပြီးတော့မှ supporting evidence ပေးပါပြီ for example ဥပမာနည်းနဲ့ဆိုလို့ရှိရင် without modern technology ခေတ်ပေါ်ဒီပညာမရှိဘဲနဲ့ it will be very costly and time consuming to light a house အိမ်တအိမ်ကိုမီးလင်းနေအောင်ထိုးမှုတွက်ကအရန်ကိုကုန်ကြစိတ်များပြီးတော့မှအရန်ကိုအချိန်ကုန်မှာပါဟုတ်တယ်လေအိမ်တအိမ်မှာအရင်တော့ဆိုလို့ရှိရင်မီးထိုးမှုဆိုဆိုတော့ရင်းနှံစီမီးအိမ်နဲ့ရင်းနှံစီဝယ်အောင်ဓာတ်စီဝယ်အောင်ဖျောင်းနိုင်ဝယ်အောင်နဲ့နော်စသဖြင့်ဒီကစိတ်တွေတအားကုန်တာဟုတ် feather tree တပင်ခုံတပင်ခုံမှာဆိုလို့ရှိရင်လေတနေကုန်ဒီနေ့ခေတ်ချင်းစောတွေ မပေါ်ခင်တော့ဆိုလို့ရှိရင်တနေ့ကုန်လူတွေမှာစ조사ပြီးတော့တနေ့ကုန်အချိန်ပေးပြီးတော့မှခုတ်ရတာမျိုးအခုဆိုလို့ရှိရင်5မိနစ်7မိနစ်နဲ့တပည့်တပည့်เนาะခုတ်လို့ရသွားတာပဲ cook meals စားတော့တွေချက်ပြည့်တွေဆိုတဲ့နေရာမှာလည်းအခုဒီနေ့ခေတ် air fryers တွေ oven တွေ microwave တွေပေါ်လာတဲ့အခါကျတော့ပို့ပြီးတော့မှဒါလျှက်စက်ကုန်ကြစိတ်လည်းတတ်တာသလိုပို့ပြီးတော့မှလည်းမြန်မြန်ဆန်ဆန်ပြီးမြောက်တာလည်းတွေ့ရတယ် watch movies and so on ရုပ်ရှင်ကြည့်ဖို့ဆိုလို့ရှိရင်လည်းဟိုတုန်းကတက်ဆက်ကြီးရေးနေနောက်ကလူကထိုင်လှည့်ပြီးတော့အဲ့လူကိုတက်တက်ပဆန်ပေးနေရသေးတယ်ဒီနေ့ခေတ်မှာဆိုဒါတွေမလိုတော့ဘူးပေါ့စသဖြင့်အများကြီးရှိပါတယ် life gets easier and more comfortable ဘဝကြီးကဖြတ်သန်းရတာပို့ပြီးတော့တတ်တော့တတ်တာရှိပြီးတော့ပို့ပြီးတော့လွယ်ကူလာတယ်ဘာကြောင့်လဲ because of modern technology ဒီနည်းပညာကြောင့်ပဲပေါ့ဒါကသူ့ရဲ့ first point ကိုဒါတက်တဲ့အထောက်ထားပေးလိုက်တာပေါ့နော်ပြီးတော့သူ့ရဲ့ second point ထပ်ပြီးတော့ထောက်ပြပြီး secondly ဟောဒါမြင်ပြီးဆိုရင်လည်း sector second point မှာသိလိုက်ပြီ a product of modern technology ခေတ်ပေါ်နည်းပညာရဲ့ထောက်ကုံတစ်ခုသည် is not only cost efficient ရှေ့မှာတော့ cost efficient ဖြစ်တဲ့အကြောင်းပြောထားတာ哦ကုန်ကျစရိတ်သက်သာတဲ့အကြောင်းပြောထားတဲ့ခါကျသူဒုတိယတစ်ခုထပ်ထောက်တယ်ကုန်ကျစရိတ်သက်သာရုံနဲ့မဟုတ်ဘူး but it is also energy efficient ပြည့်စင်တာအကုန်ကျမှုပြည့်စင်တာအသုံးစွဲမှုကိုလည်းအများကြီး short ချပေးနိုင်တယ်ဒီတိုင်းထားလို့မရဘူး short ချပေးနိုင်တာဟုတ်မဟုတ်ထောက်ထားပြရမယ် for instance ဥမာနေရဆိုလို့ရှိရင် LED bulbs ဒီနှစ်ခေတ်သုံးနေတဲ့ LED မီးသီးတွေဆိုရင် can last longer than ordinary bulb ရှေးတုန်းကမီးသီးအဝါကြီးတွေရှိတယ်။အဲ့ဒါကြီးတွေကပို့ပြီးတော့မှလျှက်စက်ကုန်ကျမှုတက်တာပါတယ်။ Using LED bulbs LED မီးလုံးတွေသုံးခြင်းအပြင် can improve energy efficiency as much as 60% to 70%လျှက်စက်တအားသုံးဆွဲမှု60ရာခိုင်နှုန်းနဲ့80ရာခိုင်နှုန်းထိရှင်းချပေးနိုင်တယ်။ဒါကအထောက်အထားပြလိုက်တာဆိုဒါကြောင့်မလို့ကျွန်တော်ဒါပြောတာမှန်တယ်။လျှက်စက်တအားရှင်းချမှု ရှိတယ်လက်စတာကိုနည်းပဲသုံးရတယ်အဲ့တော့ဒီသတိပြချက်ကြောင့်ဒါမှန်တယ်ပေါ့ finally ဟောနောက်ထပ် point နောက်ဆုံး point ကိုသူထောက်ပြီး technology also plays a significant role in the field of education ဒီပညာသည်ပညာရေးခန်းကဏ္ဍမှာပညာရေးနယ်ပယ်မှာလည်းပဲ plays a significant role အရေးပါတဲ့အခန်းကဏ္ဍမှာရှိနေပါတယ်ဒါကသူ့ရဲ့နောက်ဆုံး point ကိုထောက်ပြခြင်းဖြစ်တယ်အဲ့တော့ဘာကြောင့်အရေးပါတယ်လို့ပြောရတာလဲဆိုတာကို supporting evidence ပေးပါပြီ။ electronic devices တဲ့စပစ္စည်းတွေ such as computers or LCD projectors နော် computer တွေ LCD projector တွေဒါတွေဒီ can be seen in modern classroom ခေတ်ပေါ်စာသင်ခန်းတွေမှာဆိုလို့ရှိရင်ဒါတွေကိုတွေ့ရတယ် multimedia projector used in the classroom makes teaching very easy for the teacher အဲ့တော့ဒီလိုမျိုး projector တွေစာသင်ခန်းမှာသုံးပြီးတော့သင်ကြားခြင်းအပြင်ဆရာဆရာမတွေလည်းသင်ကြားရတာပို့ပြီးတော့မှလွယ်ကူထိရောက်တယ်လို့ interesting for students ကျောင်းသားရဲ့အတွက်လည်းသင်ကန်းစာကိုပို့ပြီးတော့မှစိတ်ဝင်စားစေတယ်ဆိုပြီးတော့သူ့ရဲ့ဒါပညာရေးမှာအရေးပါတယ်ဆိုတဲ့အချက်ကို evidence အထောက်ထားပေးပြီးတော့မှထောက်ပြလိုက်တယ်။ပြီးရင်တော့သူများကကိုယ့်ကိုလာထောက်မှာကိုကြိုပြီးတော့ကာမယ်။ counter argument ပြန်ပြီးတော့ဆွဲထုတ်။သူများကကိုယ့်ကိုဘာတွေများကာပြန်ပြီးတော့ပြောနိုင်မလဲ။ကိုယ့်ကိုဘာတွေများလှမ်းနိုင်မလဲဆိုပြီးတော့ counter argument ပြန်ပြီးတော့ဆွဲထုတ်ပြတာလေသူက။ On the other hand တခြားတစ်ဖက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဆိုတော့ဒီခေါင်းစဉ်ကိုလက်မခံတဲ့ဘက်ကိုပေါ့ မမခံတဲ့ဘက်ကိုကြည့်လိုက်မယ်ဆိုရင် some people argue that တချို့လူတွေကတော့ပြောမှာပေါ့ technology has more weakness than strengths အာသာချက်ထက်အားနည်းချက်ပို့ပြီးတော့များမယ်ဆိုတာတော့တချို့လူတွေကပြောကြတာရှိပါတယ်အဲ့တော့ဒါကိုကိုကလက်ခံတချို့လူတွေပြောနေတယ်ဆိုတော့အချက်ကိုတော့ကိုကလက်ခံရမယ်ဆိုတော့သူတို့ကတော့ဘယ်ထောက်ထားကြံပြီးတော့ဒီစကားကိုပြောထားလဲဆိုတာကိုသူတို့ဘက်ကနေလက်မခံတဲ့လူတွေဘက်ကလည်းလှည့်ပြီးတော့စဉ်းစားလိုက်တယ် nowadays ဒီနေ့ခေတ်မှာဆိုလို့ရှိရင်တော့ we can say most people busy using technology လူတွေအများစုဒီနည်းပညာတွေပဲအချိန်ကုန်နေတယ် most teenagers ဆက်ကြောတဲ့ယူအများစုက are always using their mobile phones သူတို့ဖုန်းနေနေပဲအများနဲ့တနေကုန်သုံးနေတယ် they are making themselves isolated from the society they live in သူတို့ဒီကျွန်တော်မြို့တနေကုန်ဖုန်းနေသုံးနေခြင်းအပြင်သူတို့နေတဲ့လူအဖွဲ့စည်းကနေကိုတိကျစီဆက်ဆံမလုပ်ဘဲနဲ့ခွဲထွက်နေကြတယ် even at home အိမ်မှာဆိုရင်တော့မလေတဲ့ family members မိသားစုဝင်တွေက busy looking at their phones သူတို့ဖုန်းတွေကြည့်ပြီးတော့ပဲအချိန်ကုန်နေတယ် instead of talking to each other တောင်းတဲ့တောင်စကားတောင်မပြောပြကြဘူးဟောဒါကတော့ counter argument ပေါ့ဒီပညာကမကောင်းဘူးဆိုတဲ့ဘက်ကိုစဉ်းစားပြီးတော့မှအထောက်အထားပြန်ပြီးတော့ပြလိုက်တော့အေးပေါ့ဒါတော့လက်ခံရတဲ့အကြောင်းအရာပဲဒါကလည်းဟုတ်နေတာအောင်အဲ့တော့ဟုတ်ပြီဒါရီတော့ရှိတယ်ဆိုတော့ကိုယ့်ဘက်ကလက်ခံပြီးတော့ရေးလိုက်ပြီးရေးလိုက်ပြီးတဲ့အချိန်မှာဒါကိုကိုကပြန်ပြီးတော့ခြေပလို့ရတယ်သူဘယ်လိုခြေပထားလဲကြည့်အောင် and reality အဲ့လိုပြောကြတာတော့ရှိတယ်ဒါပေမဲ့လက်တွေ့မှာကတော့ it is found that ဘာတွေ့ရလဲဆိုလို့ရှိရင် youth today are learning new skills နော်ဒီဖုန်းတွေကြည့်တာကအလကားကြည့်တာမဟုတ်ဘူးသူတို့အတွက်လိုအပ်တဲ့ skills တွေကျွမ်းကျင်မှုတွေကိုလေ့လာနေကြတာဖြစ်တယ် such as photo editing တပုံဘလို့ပြင်မလဲ doing yoga နော် yoga အားကစားဘလို့လုပ်မလဲ even driving from the application installed in their phones phone မှာရှိတဲ့ application နဲ့လည်းဆက်ကားမောင်းလေ့ကျင့်လို့အစရနိုင်တယ်လीတဲ့ အဲ့တော့ဖုန်းကြည့်နေတာပဲမပြောနေပေါ့ဒါကြီးလုံနေရတဲ့ထဲ့ပြုံးဆိုတဲ့သဘောနဲ့ပြန်ပြီးတော့မှကိုကိုပြန်ထောက်လို့မရအောင်လို့ဒါလူအမြင်ရဆုံးသိတာထင်ရှားဆုံးကိုကိုပြန်ထောက်လို့ရမယ့်အချက်ကိုကြိုပြီးတော့မှကိုကခြေပါပြလိုက်တာကိုကိုထောက်ပြောရတာကိုကိုညင်းရတာခတ်သွားအောင်လို့ပေါ့ကိုပြောတဲ့အရာကိုလူတွေပို့ပြီးတော့မှယုံကြည်လာအောင်လို့ဒါကိုခြေပါပြလိုက်တာအားလုံးပြီးသွားပြီကိုရဲ့ point 3ခုလည်းထောက်ပြပြီးသွားပြီ report လည်းပေးပြီးသွားပြီဆိုလို့ရှိရင်တော့ summary ကိုပြောသမျှကိုပြန်ပြီးတော့ချုပ်တော့မယ် the evidence presented in this essay ဒီ essay မှာပါတဲ့အထောက်အထားတွေကိုကြည့်ခြင်းအပြင် has shown that ကျွန်တော်တို့ဘာလို့တွေ့ရလဲဆိုလို့ရှိရင် technology has brought us a lot of benefits in various fields ဒီပညာဖွံ့ဖြိုးတိုးတက်မှုကြောင့်မလို့မတူညီတဲ့ number တွေမတူညီတဲ့အခန်းကဏ္ဍတွေမှာဖွံ့ဖြိုးတိုးတက်မှုတွေအကျိုးစီးပွားတွေအကျိုးကျေးဇူးတွေအများကြီးကြုံတွေ့ရတယ်ဒါကသူ့ရဲ့ summary ပဲသူပြောချင်တဲ့အရာကိုချုပ်ပြီးတော့ပြောလိုက်တာပြီးရင်တော့ restatement ပေါ့ ခေါင်းစဉ်နဲ့ပြန်ပြီးတော့နောက်ဆုံးတစ်စိမ်ပြန်ပြီးတော့ချိန်မယ်။ကိုယ်စီခေါင်းစဉ်ကလည်းချော့ထွက်ပြီးတော့မပြောချောင်းကိုဖော်ပြမယ်။ It is it appears that oh ဘာတွေ့ရလဲဆိုလို့ရှိရင်တော့ the advantages of modern technology outnumber its disadvantages အားလိုက်ချက်တွေတော့ရှိပေမဲ့လည်းအာသာချက်ကပိုပြီးတော့မှများပါတယ်။နောက်ဆုံးကိုကောက်ချက်ချကိုနောက်ဆုံးပြောချင်တဲ့ message ကိုပေးပြီး in conclusion အဲ့တော့ညီကုန်းချုပ်ရမယ်ဆိုလို့ရှိရင်တော့ I truly believe that ကျွန်တော်တကယ်ကိုယုံကြည်ပါတယ် modern technology will make our life ဒီကပေါ်နေပညာရေးကြောင့်မလို့เนาะတအားသမီးတို့ဆရာတို့ရဲ့ဘဝတွေဒီ safer and more comfortable in the future နာကမှာပို့ပြီးတော့မှတတတတဖြစ်လာပြီးတော့ပို့ပြီးတော့လုံခြုံမယ်လို့ယုံကြည်ပါတယ်ဆိုပြီးတော့မှ conclusion အနေနဲ့နောက်ဆုံးကိုပြောချင်တဲ့ message ကိုပေးလိုက်တယ်ဟောဒါလေးခါတော့သူပြောချင်တဲ့အကြောင်းအရာလေးတွေကို rotation နဲ့ထိမိသွားအောင်လို့ argumentative essay လေးကိုနမူနာရေးပြရတာဖြစ်တယ်။ဆိုတော့ပထမဦးဆုံးလိုအပ်မယ့်အရာလေးကတော့ in groups of 4လေးရတစ်ဖွဲ့ဖွဲ့လိုက်ပါ။ discuss the advantages and disadvantages of modern inventions ။ keep body တွေ့မှုတွေရဲ့ကောင်းကျိုးတွေဆိုးကျိုးတွေကိုဆွေးနွေးမယ်။ဒီတော့အောက်ကဇာတ်လေးကိုဖြည့်မယ်ပေါ့ advantages ဆိုရင်အသာချက်တွေကြီးပဲစုပြီးတော့ရေးမယ်။ disadvantage ဆိုတဲ့ကောင်းစီအောင်မှာ disadvantage ဆိုတဲ့ကောင်းစီအောင်မှာအသာချက်တွေ disadvantage ဆိုတဲ့ကောင်းစီအောင်မှာအားနည်းချက်တွေပဲစုပြီးတော့ရေးမယ်။တစ်ဖက်မှာအသာချက်အားနည်းချက်စုပြီးပြီဆိုလို့ရှိရင်တော့ using the points from exercise B အဲ့ဒီ point လေးတွေအဲ့ဒီအားသာချက်အားနည်းချက်လေးတွေပြန်ပြီးတော့အသုံးချပြီးတော့မှအောက်မှာခေါင်းစဉ်လေးပြီးထားတယ်အဲ့ဒီခေါင်းစဉ်လေးတိုင်း argumentative essay လေးကိုဒါရှေ့မှာပြထားတဲ့ပုံစံနမူနာလေးတိုင်းရေးပေးမယ်အဲ့ essay လေးရဲ့ခေါင်းစဉ်ကတော့ဗာလဲဆိုရင် the impact of modern inventions on youth လူငယ်တွေရဲ့အပေါ်မှာခေတ်ပေါ်နည်းပညာတွေရဲ့เนาะ impact ပေါ်လွှမ်းမိုးမှုပေါ်ဘာတွေအကျိုးတက်ရောက်မှုရှိလဲ၊ကောင်းအကျိုးတက်ရောက်မှုတွေရှိလား၊ဆိုးကျိုးတက်ရောက်မှုတွေရှိလားပေါ့ เนาะအဲ့ဒါကိုကောင်းကျိုးတရားမှုရှိတယ်ဆိုတော့ကောင်းကျိုးတရားမှုများတဲ့ဘက်ကနေရေးမယ်ဆိုးကျိုးမြင်ရင်ဆိုးကျိုးတရားမှုများတဲ့ဘက်ကနေရေးမယ်ခုနပုံစံတိုင်းပဲလေယွန်းစံကောင်းစင်နဲ့ချိန်မယ်ကောင်းစင်နဲ့ချိန်ယူရလို့ရှိရင်စာကိုပိုင်းမှာ point သုံးမှုပေးမယ်ပြီးလို့ရှိရင် counter argument လာမယ် rebuttal လာမယ်ပြီးတော့မှနောက်ဆုံး conclusion ပြန်ပြီးတော့ဆွဲပြီးတော့မှနေကုန်းချုပ်မယ်ဒီပုံစံတိုင်းလေးပဲရေးပြီးတော့မှဒါလေးကိုနမူနာရေးကြည့်ပါမယ်ဆိုလို့ဒီဟာလေးကိုရေးပြီးပြီဆိုလို့ရှိရင်တော့ဒီအစေးတွေရေးရတာပို့ပြီးတော့ကျွမ်းကျင်လာမယ်လို့ဆရာယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ် ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်